ာရင်ကောင်းရက်ခက်ကဒေါက်တာဒုတ်တိုင်အကြောင်းအပိုင်းနှစ်ဆံမဲလူရဲ့ကုကုခိခိအစာအုပ်ကနေပြီးဖတ်ပြရတာဖြစ်ပါတယ်ရှင်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆံနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါတယ်ရှင်။တကယ်တော့ဂောဘကအဖွဲ့ဝင်ဆိုသောယာတုမှာဂုံတုဆောင်တက်တက်များတာဖြစ်သည်။လူများစုအတွက်တော့တိတ်ပြီးမမောလောက်စရာမရှိ။လာကလည်းရတာမဟုတ် ောက်ပံ့ချီတော်ရသည်ဒါကလည်းများများဆဆမဟုတ်ဟိုးအရင်ကသတ်မှတ်ထားတဲ့အတိုင်းတလမှ900တာဖြစ်သည်ဒီဝင်ကလည်းဘယ်သူကမှထောက်ယူကြတာမဟုတ်ရံမုံဝင်ကနဲလာသဖြင့်ဘုရားကိုပြန်လူတယ်လို့ဆုံးဖြတ်ထားကြရတာလေအလောက်ကလည်းအိမ်ပြန်များဆဆမရှိ လာပြီးလာဝင်နေတိုင်းဘုရားဝင်ထဲကဓမ္မယုံကလေးထဲမှာစုပြီးအစည်းအဝေးထိုင်ကြတာတခုတည်းအစည်းအဝေးဆိုတာကလည်း 15မိနစ်လောက်ဆွေးနွေးလိုက်ရင်ပြီးပြီအလူငွေပုံမူရရှိရေးအလေးပေးဆောင်ရွက်ရန်ရံပုံငွေကို စနစ်တကျစီစစ်သုံးစွဲရန် ပြပွဲပြန်လည်ကျင်းပနိုင်ရေးတွန်းအားပေးရန်လုံတော်ပြေရွှေတင်ငန်းကက်လူနာရေးနှင့်ချျော့သည့်တီလူနာရေးအတွက်ရည်မှန်းချက်ထားဆောင်ရွက်ရန် အစည်းအဝေးတိုင်းမှာထပ်ပါဆုံးဖြတ်ချက်ချမှတ်သည်တခြားလည်းပြောစရာမရှိအမှန်ကအစည်းအဝေးတောင်းလုံနေစရာမလိုအထက်ပါစာသားကိုမိတ်တူကူပြီး အပတ်စဉ်လိုက်ဝေးလာရုံဖြင့်လုံလောက်သည်အစီဝေးဆိုပြီးမိနစ်ပိုင်းလောက်နဲ့ပြီးသွားတယ်ဆိုရင်လည်းအလုံးမလုံးရာကြမည်များသောအားဖြင့်တော့အလာပါတလာပါပြောတရားလေးပါလေးဆွေးနွေးကြတာပါပဲအစီဝေးရှိတဲ့ခါတိုင်းမှာဥက္ကလာကရင်းနှွေးချမ်းနဲ့လက်ဖက်ဘူးတိကျော်ပဲချမ်းတုပ်စားသည်ဖြင့်တာဝန်ယူ ကျွေးမှုရသောကြောင့်အလုံးကမပြတ်မကွက်တော့တယောက်တက်ကြသည်ဇေဒီမှာရက်ဖျားရွာဖျားတာဖြစ်ညံတော်ကလည်းတိတ်မမြင်လား အမည်နာမတော့တောင်တတ်တမတ်မတ်ရှိခဲ့တာမဟုတ်ရာဥစေရီလို့သာလွယ်လွယ်ကူကူခေါ်ခဲ့ကြတာဒီနေရာတွေကရင်နှုံးကရွာကြီးတွေပါကိုတဖြည်းဖြည်းနဲ့ဖွင့်ပြပြီးရက်ခွဲဆင်းရောက်လာတော့ရွာဆိုတော့ဇက်ကလုံးကိုမတုံးချင်တော့တော့ကြတယ်ထင်လာသည်ထို့ကြောင့်ရက်ခွဲအမည်ကိုဆွဲပြပြီးတိုင်းရင်ကဘုရားဟူ၍သာခေါ်ကြသည်ဟိုအရင်ဆက်သွယ်ရေးခက်ခဲတဲ့အချိန်တုန်းကဆိုရင်ရွှေတုံဘုရားကြီးစီ တစ်ခေါက်သွားဖို့ဆိုတာတိတ်မလွယ်လားတို့ကြောင့်အခါကြီးရကြီးဆိုရင်အနီးနားကဘုရားတွေလိုသာလှည့်ပြီးဖူရသည်ဒီတဲမှာထိုင်ကောင်ဘုရားကလည်းတဆူဖြစ်ပါဝင်တာပေါ့တော်စင်ကသူ့အရက်နဲ့သူထော်တော်စီစီကကားရှိခဲ့သည်နှစ်စဉ်တပုတ်တွေလာရောက်ရင်ဘုရားဝဲချင်းပါနိုင်သည်ဇက်ပွဲတွေညိမ့်ပွဲတွေနဲ့စီစီကကားပေါ့သူတို့စီမှာတော့စိတ်မဟာသဘင်ကိုလူကြိုက်များသည်အငိမ့်ဆိုရင်လူရှင်တော်ဖောက်ကော်နေငွေမောက်ဦးစီတော်ဝင့်ဦးအငိမ့်က နှစ်တိုင်းလိုတို့ဝင်ရသည်ရံမဝင်ကလည်းတောင်တောင်တင်းတင်းဘုရားကလည်းခေါလောင်းတော်အောက်ခြေတီရွှေရောင်ကတဝင်းဝင်မြို့ပြကကျဲပြန့်လာသည်သူတို့ရက်ွက်ကလေးကနေရရွှေ့သွားတာတော့မဟုတ်မြို့ကြီးကသာသူတို့ဘက်ကို တိုးကပ်လာခြင်းဖြစ်သည်ဟိုရင်ကရံကုန်မြို့တဲ့တခါတော့တောက်ဖို့ဆိုတာတော်တော်အချိန်ယူရသည် အခုတော့တောက်ရည်လာရင်အထိုင်လျောက်အဆင်ပြေလာ၏ဒီတော့လူတွေကနာမည်ကြီးဘုရားစီတီတွေပဲပို့ပြီးခြေဦးလှည့်လာကြတာပေါ့ ူတို့ဖရားလေးပါတပြည့်ပြည့်နဲ့၆သွေးမင်းမင်လာသည်ဖရားဘူးပြိတန်နေလာသည်တို့တူအလုံးငွေလည်းယော့နေလာသည်တပြည့်ပြည့်ပါလျာကွာကြလာသောရွှေသင်္ကန်းတွေကိုစားထိုးကပ်လို့အခက်အခဲရှိလာသည်အစပိုင်းမှာငါပြောဘူးလောက်အထိရွှေအစ်စ်ချနိုင်လေသည်နောက်တော့ငါပြောဘူးပါကွက်တီကွက်ကြာဖြစ်လာသည်ရွှေစင်စား disco ရွှေကိုစားထုတ်လာရသည်ဒါလဲကြာကြာမတက်နိုင်တော့ဒီတော့ရွှေရောင်တုတ်စီပြောင်းပေါ့ တာတောင်နေ့စဉ်ပြန်မတော့နိုင်တနေ့ချာနေ့နေ့ချာဖြစ်လာသည်ဘုရားပွဲချင်းပါဖို့ကိစ္စလားမစင်စားနိုင်တာ၃နှစ်လောက်ရှိပြီလူရည်ရဲ့စိတ်ဆန္ဒကလည်းတော်တော်ဆန်းကျယ်သည်မြတ်စွာဘုရားဆိုတာတဆူတဲ့တပားတဲ့ရှိတာဇေဒီဆိုတာလည်းထိုတဆူတဲ့သောဘုရားကိုသာကိုစားပြုတည်ထားခြင်းသာဖြစ်သည်တို့ကြောင့်ဇေဒီဖြစ်စေဆင်းရဲဖြစ်စေအားလုံးအတူတူပဲတို့ရရင်လူတွေက ဖခင်ကြီးကြီးကို Google မှာကုသများများရတဲ့ထင်သည်ရွှေများလေးတကူးကြီးလေးဟုဆွဲလန်းယုံကြည်နေကြလေဖခင်တေးတေးလေးတွေမှာမျက်နာငယ်ရရှာသည်တို့ကခောပခတေးတေးလေးတွေကလည်းကုတ်ဖခင်လူစီကအနီးလန်းရှာကြံကြရသည်တချို့ကဖခင်ပွဲနာမည်ရှိမှာစုတောင်းပြီဆိုသောစကားလုံးကိုဖြည့်လိုက်သည်ဒီတိုင်းဆိုရင်အခြားဖခင်တွေကတော့စုတောင်းမပြည့်သလိုဖြစ်နေသည် ဆုတောင်းပြည့်တဲ့ဘုရားနဲ့ဆုတောင်းမပြည့်တဲ့ဘုရားရဲ့လို့ခွဲခြားသတ်မှတ်ထားတာရှိတော့လားဟုထောက်ပြစရာဖြစ်လာသည်တချို့ကတော့ဘုရားဝင်နဲ့ရှိတော့ဘုရောမေရောယုတ်ထူတွေကစွန့်ထက်တယ်ဆုတောင်းပြည့်တယ်စီဝါတက်တယ်အိမ်မက်ကနန်းပြည့်တယ်စသဖြင့်တရင်လွှင့်ပြီးဆွဲဆောင်စီယုံကြသည်ဘုရားကပဲဓာရီကိုပြန်ပြီးအာကိုရမယ်တဘောမျိုးဖြစ်နေသည်ဘုန်းကြီးเจ้าမဆရာတော်ကတော့ဓာရီကို တိတ်ပြီးမကြိုက်စူတောင်ပြေတယ်ဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအခုလိုအမိန်ရှိဘူးသည်အစတုန်းကတော့ဖခင်နဲ့မတိုင်မြင်မဲ့လှုပ်ချင်တာတွေရှောက်လှုပ်ပြီးပြဿနာပေါ်တော့မှဖခင်ကိုတတိရတယ်ဆိုတော့မဟုတ်သေးဘူးထင်တယ်ကျမ်းမာရေးပညာရေးအကျက်တဲ့နောက်ဘက်ကလွတ်မြောက်ရေးအတွက်ဆိုရင်တော့စူတောင်ပြေနိုင်ပါတယ်ယာရုမြဲဖို့ယာရုတိုးဖို့ဆိုရင်တော့တိတ်မဆိုင်ဘူးထင်တယ်ဘာကြောင့်လဲအတိကြလား ဘယ်သူမှမပြေနိုင်မဲခမစိတ်လုံနေကြ၏တင်မအမိတ်ရှိပါဖရာဟုပတိကပဲတရားထဝင်လုံလိုက်တော့မှဆရာတော်ကစကားဆက်၏ထိတ်တတာမင်းသားကရှင်မင်းမလောက်ချင်လို့တော့ထွက်ခေတာမဟုတ်လားမြတ်စွာဘုရားကိုရတိုင်းကစကြဝဠာမင်းစည်းစိမ်ကိုတော့မမက်မော်လို့စွန့်လွှတ်ခေတာပဲဒီလိုပုံကူမြတ်စီမှာယာရုမြဲဖို့ယာရုတို့ဖို့ဆုတောင်းကြတယ်ရေရရကြည့်ကြတယ်ဆိုတော့อืม ကြည်တယ်လောက်ကြပါအောင်ကွယ်တော့ကောဘကအဖွဲ့ဝင်တဲ့ဘယ်သူဖြစ်လာမလဲဆိုတော့ကိစ္စမှာဒီနှစ်အကယ်ဒမီဘယ်သူရမလဲချန်ပီယံလိဘယ်သူဘိုးဆွဲမလဲဆိုတော့ကိစ္စတွေတော့စိတ်ဝင်စားစရာကောင်းတာတော့မဟုတ်သုတ်တရားခုတလောသူတို့ရက်ခွက်ထဲမှာတည်တင်းဦးတည်တင်းဒူရှာပါနေသည်မင်းသားမင်းသမီးတွေဆိုတော့ရဲ့အချစ်ရဲ့တည်တင်းကလည်းပြက်လက်နေသည်သူတို့ရဲ့အိမ်တော်ကြီးအခြေအနေကလည်းဒီတော့တွေ့မှပြောင်းလဲမရှိဘူး ဒီလိန်ဒီများတွေမြဲနေကြတော့မယ်ဒီတော့လောလောဆယ်မှာကောဘကကိစ္စကဥစားပေးပြောပြစရာဖြစ်လာသည်ဥကလာကိုနှုတ်ထွက်ခြင်းမပြုဘဲဝိုင်းဝန်းဖြောင်းဖြားကြတော့လဲမအောင်မြင်ကောဘကအဖွဲထဲမှာအတိုက်ခံလုပ်တဲ့သူတွေရှိနေသည်အမြဲတမ်းကန့်လန့်တိုက်ခြင်းသည်တီတိုတွေနဲ့တွဲပြီးအလုံးမလုံးခြင်းတော့ဘူးစိတ်ကုန်ပြီဟုအကြောင်းပြလာသည်ဥကလာကဥဖို့ပြကိုညှို့ဆိုခြင်းဖြစ်သည်သူတို့နှစ်ယောက်ပြီးတရားဆွေးနွေးရင်းကမကြာခဏဆိုသလို့ ငင်းကြခုံကြရသောပြိုင်ဘက်တွေဖြစ်၏ထိုကိစ္စသည်ဂောဘကစီဝေးတဲ့အထိရိုက်ခတ်လာပြီးတယောက်ကအကြံတစ်ခုတင်ပြလင်းတယောက်ကဝင်ထောက်တာမျိုးဖြစ်လာသည်အခုသူဆိုလိုတာကလည်းဥဖိုးပြော့နဲ့တွဲပြီးမလုံနိုင်သူ့ကိုဆက်လုံစေခြင်းယင်ဥဖိုးပြော့ကိုထုတ်ပြရမလို့ဖြစ်နေ၏ထို့ကြောင့်ဥကလာကိုအတင်းတိုက်တွန်းမှုခက်သွားသည်ဒီတော့ဂောဘကအဖွဲ့ဝင်သည့်ရွေးချယ်တင်မြှောက်ဖို့တာရှိတော်သည်ဘယ်သူများပြက်တိုင်းတယ်လဲ ဖြစ်နိုင်ခြေရှိသောအသက်ကြီးပိုင်းတွေကရှောင်ဖယ်ဖယ်လုပ်နေကြသည်အချို့ကလည်းကျန်းမာရေးတိတ်ကောင်းတာမဟုတ်ဘူးဟုလေတံဖြစ်ပြီးညှင်းဖို့ကြိုးစားထားကြသည်ရက်ွက်တဲမလူတွေကလည်းထုံစံတိုင်းဟိုလူဖြစ်နိုင်တယ်ဒီလူစွန်းတော့တင့်တော်တယ်စသဖြင့်ထင်ကြီးပေးနေကြသည်ပွားကြီးနဲ့ဖုန်းကြီးကတော့ခန်းလောက်နောက်ကောင်နေဖြစ်ခဲ့တဲ့အတိုင်းဥကလာတကယ်ထွက်မထွက်ဆိုသောကိစ္စကိုဘီတလုံးကြီးအလောင်းစားလောက်ထားကြသည်ဒီကြားထဲမှာကွက်ကြကြကလေးတွေကလည်းမပါမဖြစ်ပါလာရသည် ဒါမှတိုင်းရင်ခေါရက်ွက်ပြီးတော့မှာကိုဘာနုကပတိကိုဂေါဘကဖွဲ့ဝင်ဝင်လောက်ဖို့တိုက်တွန်းသည်ပတိကဟာနင်းတော်တော်ပေါပေါရှာရှာပြောတယ်ရန်စင်းစားကြည့်စမအောင်ငါကဗုဒ္ဓဘာသာမှမဟုတ်ပဲဘာနုကလည်းမလျှော့ပဲဘာဖြစ်လဲဘာသာမတူရင်မဲ့ရက်ရည်ရရွေးဆိုရင် ပတိပိုင်ကတက်တက်ကြွကြွပါဝင်လှောက်ရှားတာပဲမဟုတ်လားပြီးတော့ဘုန်းကြီးเจ้าမှာအလူလုတ်တဲ့အခါတိုင်းစားတော့ကိစ္စကတော့ တကပတိကိုပဲအားကိုးရမှာပဲလို့ဆရာတော်ကအမျက်ပြောတာပဲပတိပိုင်သာလုပ်မယ်ဆိုရင်ဆရာတော်ကလည်းကဲ့ကွယ်မှာမဟုတ်ဘူး။ဘာနုပြောတာလဲမှတော့မမကျောင်းမှာလူရှိတဲ့အခါအကျွေးမွေးနဲ့ပတ်သက်ပြီးပတိကသာကြီးကျက်ရလေရှိသည်။ဘာနုကလည်းဟင်းချက်ကောင်းတဲ့ဖြင့်ဦးတကြီးလိုဖြစ်နေသည်။တာရင်မကပဲအိမ်မှာအမဲနဲ့တူစိတ်ကောင်းဟင်းလိုချက်တဲ့အခါဖုန်ကြီးကြောင့်ကိုသွားပို့ရသေးသည်။တန်ဃာတော်ဒီနေ့ဆက်ဆံပြောဆိုရမှာလည်းဖြစ်ဖြစ်သည်။ ဝိကာလဘောဇနနဝင်ကတိလံသာသောဝဟာရများကိုလည်းတော်ယုံလူတွေထက်ပိုပြီးကျွမ်းကျွမ်းကျင်ကျင်ပြောဆိုသုံးနှုန်းတတ်သည်မဟုတ်ဘူးလားလို့ဟုဘာနုကအတွန့်တက်နေပြန်သဖြင့်အတော်စမ်းမဟာဖြစ်နေနေတယ်မပြောစမ်းမနဲ့အလိုလိုကမှဟိုဘက်ရက်ခွက်ကအပြစ်ရှာခြင်းနေရတဲ့အထက်ဟုခံလုံသောအကြောင်းပြချက်ကိုပေးလိုက်ရသည်ရွှေကြည်ကလည်းအားကြမခံပဲသူ့ရီစာမောင်ဝကိုဂော့ကလောက်ခိုင်းနေပြန်သည်မောင်ဝက နင်ယူနေလားငါလိုရေစီလဲတွန်းနဲ့ကောင်ကိုဘယ်သူကလက်ခံမှာလဲပြီးတော့ငါတန်ပုတ်တီတောင်အစီစဉ်ကြအောင်ရွတ်တက်တာမဟုတ်ဘူးဟုပိတ်ပြောပြီးမှဒါနဲ့နေစမ်းမအောင်နင်ကဘယ်သူကမြောက်ပေးလို့ဒီစကားလာပြောရတာလဲဟိုဟိုလာထုတ်အချံပေးလို့ပါမောင်ကမှစိတ်တူနေတဲ့ကြားထဲကရည်ချင်းသွားမိရွှေကြည့်ကိုလည်းတနာသွားသည်ရွှေကြည့်ရဲ့ဖြစ်မှဖြစ်ရလေလှထုံရဲ့စကားကိုတော့ယုံနေဆိုတော့နင်ကပိုပြီးထုံနေအားရတဲ့သူ ဖြစ်နေပြီပေါ့ ဒုကိစ္စနဲ့ပတ်သက်ပြီးဘဝကကျော်ကွန်းကိုပြောပြတော့ကျော်ကွန်းကသူ့မိမလှတုံကိုပြန်ပြီးတော့ဟုတ်တယ်လေကျမစေရနာနဲ့ပြောတာဘဝသာဂောဘခဖွဲ့တဲ့ပါလာရင်လူငွေပိုရမှာပဲမဟုတ်ဘူးလားလှတုံသည်ထုံနေအရဲဆိုတော့လဲတစ်ချက်တစ်ချက်မှာတော့စမ်းသစ်သော idea တွေထွက်လာတတ်သည်မောင်ဝသည်မဟုတ်မကန်စိတ်ရှိသူလူဖြောင့်စိတ်တို့ဖြစ်ရင်ကဇွန်လင်းထစ်ခနေစီလက်ပါခြင်းနဲ့သည်ထို့ကြောင့်ဆရာတော်ကြီးကလက်သည်အလူခံထားရလေသည် ဒါတော့တခါတခါဘဲဘက်လက်ကိုသုံးကျင်သေးသည်ဒီလိုမျိုးကိုဘုရားကောဘကလောက်ခိုင်းမယ်ဆိုတော့လတ်တုံရဲ့အကြောင်းပြချက်ကဟောမောင်ဝါဆိုလို့ရှိရင် လူတွေကလန့်ကြတယ်လေအဲသူသာအလူငွေလိုက်ကောင်ရင်မထက်ပဲနေကြမှာမဟုတ်ဘူးဟုတ်တော့လဲဟုတ်သည်တာရင်နာရီကိစ္စတွေအတွက်ရက်ွက်ထဲမှာအလူကန်ထွက်တဲ့အခါမောင်ဝါပါသွားရင်ငွေပိုရတယ်သည်လက်ပေါက်ကက်တဲ့လူမျိုးနဲ့တွေ့တဲ့အခါမောင်ဝါကဘာလဲ ်ရခင်ဗျားတို့ကနှလုံးသုံးလုံးထိုးဖို့ဆိုရင်ငွေလေး900လောက်ကိုပက်ခနဲ့သုံးဖို့ဝင်မလဲဘူးရရေးရာကြီးကြတော့တရားတန်တောင်ဆုတ်တာနွဲ့နာမှရွေ့ပေးတယ်ဘာချိုးလဲဟုပိတ်ဟောက်ပြစ်တတ်သည်များသောအားဖြင့်တော့သူ့ပြင်နာကိုမြင်လိုက်တာနဲ့ပဲပြပြတလဲဖြစ်သွားကြတာပါပဲတခုတော့ရှိရဲ့ဟာအတင်းအကျပ်ချင်းချောက်ပြီးတော့ပဲဖြစ်ဖြစ်အပေးယူထုတ်ပြီးတော့ပဲဖြစ်ဖြစ်လူခန္ဓာမျိုးကမလောက်ကောင်းဘူးပြီးတော့ကြောက်လို့ဖြစ်စေအကျိုးကိုမျှော်ကိုပြီး ဖြစ်စေလူတဲ့လူမှလည်းကုသိုလ်ပြေပါမရနိုင်ဘူးလို့ဆရာတော်မိန့်တာကြားဘူးတယ်ဟုကျော်ကွန်ကလှထုံကိုတက်တလောက်မှတ်တလောက်ရှင်းပြရလေသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ